တိကုံပြဆက်တော်လေကချင်းညီနောင်မဟုတ်တယ်တိုင်းညီနောင်ကိုသိလားမသိသေးလို့ရှိရင်အခုညီမအမြောက်တကုံ၄၀ရက်ကွက်ကရှိရယ်တိုင်းညီနောင်ကိုညီမမိတ်ဆက်ပေးပါမယ် ဒီဟာဆိုလို့ရှိရင်တော့တိုင်နှလုံးကိုအယောင်ဖွင့်ထားပြီးတော့ညီမအပီးအစီးပြီးွားတဲ့ဒီဘက်ကတိုက်ကို house store လုပ်ပေးပါမယ်။ဒီတိုက်ရဆိုလို့ရှိရင်တော့မြောက်တကုံ40ရောက်ကမှတည်ရှိပြီးတော့ပြင်းအောင်ရဲ့ကြောကတ်မှာအနည်းဆုံးတည်ရှိပါတယ်။ကြောင်းနီးဈေးနီးဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝချက်ကြတဲ့နေရာလည်းဖြစ်ပါတယ်။ဒီတိုက်ရဲ့အကျယ်ဝန်းကဆိုလို့ရှိရင်တော့ပေ20 60ပေါ်မှာတိစောက်ထားပြီးတော့အရှိမျက်နှာဝါဆိုလို့ရှိရင်လည်းကားပါကင် area ကိုတစည်းစာ AA စေးရက်လို့ရပါတယ်။ညီမနဲ့အထဲထဲကိုလိုက်ပြီးတော့တိုးလုပ်ကြည့်ရအောင်။ဒီဘက်ကညီမဒီမမြင်မြင်ချင်းမှာဆိုလို့ရှိရင်တော့သူတို့ကဒီမှာ လက်ပြာအခေါက်တကောက်ကိုသုံးပေးထားရတယ်ပေါ့နော်ညီမနဲ့အထဲကိုချက်ဝင်ကြည့်ကြမယ်အခုဆိုလို့ရှိရင်တော့ညီမတို့ခြံစည်းရိုးထဲရောက်ပြီဒီခြံထဲရောက်သွားပြီဆိုလို့ရှိရင်လည်းကပ်အင်းစီးစာအေးအေးဆေးဆေးရက်လို့ရတယ်ပြီးသွားရင်သူ့မှာ ground down ပါတယ်ဒီပါနဲ့ ground down ကလည်းအထဲထဲမှာကျွေပြားတွေပါရင်ကတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရေတန့်ကိုအေးအေးဆေးသုံးလို့ရတယ်ပြီးသွားရင်သူကရေကလည်းနှစ်လိုင်းရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ချိုးပြူရောဝီစီရောအတွက်ကိုဒီမှာနေရထားပေးထားရတယ်ပေါ့နော်ပြီးသွားရင်သူကဒီတိုင်းမှာပါပါသေးလဲဆိုလို့ရှိရင်အခုနောက်ပိုင်းက EV ကခေစားလာတဲ့အတွက်ကြောင့်မို့လို့ EV ကပိုင်ဆိုင်တဲ့ customer တွေအတွက်ဒီမှာ EV charge တင်မှာတစ်ခါ ိုက်ထိန်မိထားတယ်ပေါ့နော်ပြီးသူကဒီ50ရက်ကွက်ကရက်ကွက်ကောင်ဖြစ်ပေမဲ့ရေပွေးတဲ့နေရာလည်းမဟုတ်ပါဘူးရေဒီအတွက်ကိုလည်းစိတ်ပူစရာမလိုပါဘူးအဲ့အတွက်ကြောင့်ညီမတို့ကဒီအိမ်ကိုမြေပြင်ရဲ့နှစ်ပေကိုလက်မအကွာမှာထပ်ပြီးရောမြင့်ထားတဲ့အတွက်ကြောင့်မို့လို့ရေဝတ်မှလည်းမစိုးရင်ရပါဘူးရှင်ညီမတို့လည်းအထက်တစ်ချက်လောက်ဝင်ပြကြမယ်နော် အင်းရဲ့ဝင်ဝင်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လုံးဝအေးအေးချမ်းပြီးတော့ဗောနော်မျက်စိအေးတာကိုတွေ့ရလိမ့်မယ်ဒီအထဲမှာဆိုလို့ရှိရင်လည်းလုံးဝကျွန်းပါကေးကိုအပြစ်ခင်းမိထားတယ်ဗောနော်အပေါ်မှာလို့အပေါ်မှာဆိုလို့ရှိရင်လည်းစီနေမီဆိုင်အလကိုလှလှပပလေးသုံးမိထားတယ်ဗောနော်ညီမတို့ဒီအနောက်မှာရှိမယ်ဆိုလို့ရှိရင်မာစတာတခန်းရှိမယ်ကစ်ချင်အေရီယာရှိမယ်ပြီးွားရင်သူကဒီအင်ကိုငလင်နံခံနိုင်အောင်လို့လည်းတိုင်နေအများကြီးနဲ့ဆောင်ပေးထားတာဗောနော်အောက်မှာလည်းခုနှစ်ပေအနက်လောက်တူးထားတဲ့အတွက်ကြောင့်မို့လို့တော်တိုင်ငလင်နံကိုလည်းအကြမ်းခံနိုင်မှာဖြစ်ပါတယ်ဒီမှာနဲ့အတော့ကိုတစ်ချက်လောက်ဝင်ကြည့်ကြပါဦး ဒါကတော့ဒီအောက်ထပ်မှာအရေးကြီးမာစာတခန်းပဲဖြစ်ပါတယ်။ဒီမာစာကန်းဆိုရင်လည်းဒီမာစာကန်းဆိုလို့ရှိရင်လည်းကျေဝန်ကတော့ကျေတယ်သူလည်းကျွတ်ပတ်ကလေးပါခင်မိထားတယ်အပေါ်မှာမီဆိုင်လာထည့်ပေးထားတယ်အဲကွန်သုံးတဲ့ကာစမာရဲ့အတွက်ကိုလည်းအဲကွန်ပလက်ပေါက်တွေနဲ့ရခြားထားပေးရပါတော့နော်မာစတာကန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ရေချိုးကန်းကလည်းတွဲရက်ပါတယ်ရေချိုးကန်းကလည်းပြောမယ်ဆိုရင်တော့ဒီမှာချွေပြားတွေကလေးပေပက်လေကျော်အထိပက်ပက်လေအကုန်လုံးချွေပြားကတ်ပြီးသားရေဘူးရေပါပြီးသားပေါ့နော်အနောက်ကိုညီမတို့ kitchen room ကိုတစ်ချက်တော့ပတ်စီလိုက်ပါ အခုဆိုလို့ရှိရင်တော့ဒါတော့ kitchen room area ကိုရောက်ပါပြီ kitchen room area မှာဆိုလို့ရှိရင်လည်းအကုန်လုံးကိုကြွေပြားခင်းမိထားတယ်ဒီအပေါ်မှာလည်းကြွေပြားတွေအကုန်လုံးခင်းမိထားတယ် lower cabinet တွေ upper cabinet တွေကတော့ customer စိတ်ထိုက်ဟို customer လောက်လို့ရရယ်ပေါ့နော်ဒီဘက်မှာလည်း dining room area သုံးလို့ရမယ်ရေကက်တားတွေပါတယ်သုံးဖို့အတွက်ကိုဒီမှာညီမတို့ဒီ flat box တွေအကုန်လုံးထားပေးထားတယ်အရှိန်မှာလည်း master gun တစ်ခန်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနောက်မှာ common toilet လေးတစ်ခုတော့ထည့်ပေးထားရယ်ပေါ့နော် ကွန်မန်းဒေါ်လန်ကလည်းရေပူရေးရမယ်ပပလည်းကြွေပြားခင်းမိထားတယ်အကုန်လုံး PC လုပ်ပေးထားတယ်ပေါ့နော်ဒီနောက်မှဆိုညီမတို့မြေပူလေးနည်းနည်းထည့်အောင်မယ်ဒီနောက်ကမြေပူမှာဆိုလို့ရှိရင် vacation ထုတ်ချင်တဲ့ customer တွေအတွက်ဆိုလို့ရှိရင် PC အသေးထုတ်လို့ရမယ်ပြီးွားရင်ဒီမှာဆိုလို့ရှိရင်ညီမတို့ဒီအဝတ်ချော်ဆက်တွေပိုင်းသုံးမဲ့ customer တွေဆိုလို့ရှိရင်ဒီမှာထားပေးထားတယ်ပေါ့နော်နေရအခုညီမတို့အပေါ်တက်ကိုစပြီးရောတက်ကြည့်ကြည့်မယ် အပေါ်တက်စပြီးတက်တာလဲမှာလေကားခွင်မှာတို့ကဒီမှာမီလိုင်းလေးတွေအကုန်လုံးမြုပ်ပေးထားတာဗောနော်မီလိုင်းလေးတွေအကုန်လုံးထည့်ပေးထားတယ်ဒီလေကားခွင်တိုင်းကိုလည်းတို့က brain box တွေထားပေးထားတယ်ဘာလို့ဆိုအပေါ်တက်လာလေးအပူတန်းရော့အောင်လုပ်ထားတဲ့သဘောဗောနော် အခုဒါညီမတို့ဆိုလို့ဒီအပေါ်တဲ့ area ကိုရောက်ပါပြီ။ဒီဟာဆိုလို့ရှင်တော့ဒါဖျားခန်းလေးလုပ်လို့ရတယ်ပေါ့နော်။ဖျားခန်း area မှာဆိုလို့ရှင်တော့ရှင်းရှင်းလင်းလင်းပဲထားပေးထားတယ်။အပေါ်မှာမီးဆိုင်တွေပါတော့ထည့်ပေးထားတယ်။သူ့အိမ်မှာကအောက်မှာ EV EV charger ပါမယ်။ဒီပေါ်မှာဆိုလို့ရှင်လည်း solar inverter တွေအကုန်လုံးပါပြီးသားပေါ့နော်။ solar တွေပါရယ်ဆိုလည်း customer ထပ်တက်စရာမလိုတော့ဘူး။ဒီဖျားခန်းတွေတစ်ဆက်တည်းကြည့်မယ်ဆိုလို့ရှင်လည်း runner ပါတယ်ပေါ့နော်။ဒီ runner ကတော့လေးလေးဝေးလေးဖက်ကောင်းအောင်အလင်းအောင်ကောင်းအောင်မှန်တကားနဲ့သုံးမိထားတာပေါ့နော်ဒီအပေါ်တက်မှာဆိုရင်ညီမတို့အနောက်မှာ master နှခမ်းပါပါအောင်မယ် ဒီသူ့ရဲ့အခန်းသားရဲ့ဒီထောက်ဂျိုးတွေကြည့်မယ်ဆိုလို့ရှိရင်ထောက်ဂျိုးမဟုတ်ဘဲနဲ့ပေါ့နော်ဒီမှာသူတို့ကဆောင်းဝေးကွေးပေးထားတာပေါ့အဲ့ဒါကြတော့ကလေးတငယ်တွေပါရင်ပါမယ်ဆိုလို့ရှိရင်ဒီအုံမြန်ဆောင်းတွေပါရင်တိုက်မိရမှာမစိုးရင်ရတော့ဘူးပေါ့နော်တခါလေသူတို့ကအသေးစိတ်လေးရစာလုပ်ပေးထားတာပေါ့စေးသားတွေပါရင်ဆိုလို့ရှိရင်လည်းလုံးဝပရီမီယံစေးသားတွေပဲသုံးပေးထားတာပါဒါကတော့အပေါ်ထဲမှာရှိရဲမာစာကန်းမှာသူလဲကျွမ်းပါကခင်းပေးထားတယ်အပြင်စင်ကတော့အောက်ထပ်ကအခန်းနဲ့တူတူပဲပေါ့နော် lighting တွေပါမယ်ဒီမှာဟိုရေချိုးကန်းအိမ်နာတွေ့ရပါမယ်ရေပူရေးရမယ်ပေါ့နော်ရေချိုးကန်းအိမ်နာကလည်း မတို့ဒီဘက်တစ်ချက်မှာဆိုလို့ရှိရင်နောက်ထပ်မှာစာကန်တစ်ခန်းရှိပါအောင်မယ်ဒီမှာစာကန်ကလည်းဟိုရှေ့ရမှာစာကန်ဆိုတော့နော်နည်းနည်းလေးကျင့်သေးအောင်ရှိရပါဘောเนาะဒီဘက်မှာ तू ကအခန်း area ရှိမယ်ဒီဘက်မှာဆိုရင်ညီမတို့ကရေချိုကန်အိမ်နာပါမယ်ဘောเนาะ तू ကအပေါ်တက်ဖြစ်လာပြီဆိုလို့ရှိရင်ဘာလုပ်ပေးထားလဲဆိုတော့ဒီအခန်းတိုင်းရဲ့ brain box တွေကိုဒါ privacy glass တွေသုံးမိထားတာဘောเนาะမင်းလမ်းမှာရေချောကမှာဒီရှိရတော့ကြောင်မလို့လိုက်ကြရပါတော့တက်စီရမလို့ privacy glass တွေတစ်ခါတည်းသုံးမိထားရပါတော့အပေါ်မှာနောက်ညီမတို့တစ်ထပ်ကျအောင်မှာ ခုအပေါ်တက်လာပြီဆိုလို့ရှိရင်တွေ့ရမှာတော့လုံးဝ brain box တွေပေါ့နော်ဒီမှာတစ်ချက်ရှိမယ်ဒီအပေါ်မှာလည်း brain box တွေသူတို့ထည့်ပေးတာပဲလို့ဆိုဒီလို brain box တွေထည့်ပေးခြင်းအားဖြင့်အပေါ်တက်ကိုတက်လာလေအပူချိန်တက်တာလေးပေါ့နော်ဒီရင်ကနေတာကူနေမယ်လုံးဝအပူတောင်မခံစားရတဲ့ခံစားချက်မျိုးရပါလိမ့်မယ် အခုဒါဆိုညီမတို့ရဲ့ဒါအိမ်ရဲ့အပေါ်ဆုံးဓာတ်ပေါ့နော်အိမ်ရဲ့အပေါ်ဆုံးဓာတ်မှာဆိုလို့ရှိရင်သူကလို router slot အကျယ်ကြီးလုပ်ပေးထားတယ်ကြွေပြားရည်လည်းအကုန်လုံးခင်းပေးထားတယ်အနောက်မှာဆိုလို့ရှိရင်လည်းဒါ master တခန်းရှိမယ်အပေါ်မှာဟာဆိုလို့ရှိရင်ညီမတို့ကဒီဟာပန်းဟောက်ထပ်တင်ခြင်းလည်းရရတယ်ပေါ့နော်အပေါ်မှာတော့ overhead တက်နေပါတယ်တင်ထားတဲ့ router slot တစ်ခုရှိအောင်မယ်ညီမတို့ master ခန်းကိုလိုက်ပြပေးမယ်နော်ဒါကတော့အကိုကအပေါ်ဆုံး router slot နဲ့အနည်းစုံနေခြင်းနဲ့အခန်းအတွက်ဆိုတော့ဒါကအဆင်ပြေရေပေါ့နော်ဒီမှာ master gun ဖြစ်တဲ့အတွက်ကြောင့်မလို့ရေချိုးကန်အင်တာလည်းပါတယ် ကျွန်းပါကေအကုန်လုံးခင်းပြီးသားစီလင်းလိုက်တဲ့အကုန်လုံးထည့်ပြီးသားပေါ့နော်ဒီပေါ်မှာလည်း brain box တွေဆိုလို့ရှိရင် privacy လက်တွေအကုန်လုံးသုံးပြီးသားပေါ့နော်သူ့အခန်းကလည်းအတော်အသင့်ကျေပါတယ်ကျမတို့ဒီကနေပြီးတော့ဆက်တက်မယ်ဆိုလို့ရှိရင်အပေါ်မှာ router slot တစ်ခုရှိအောင်မယ်။သူကကြောင်လင်လင်ကားကိုသုံးထားမှာပဲနဲ့ရိုးတက်လေကားလေးနဲ့ပဲသုံးမိထားတာပါ။ အခုဒါညီမတို့ဆိုလို့ရှိရင်ဒီအပေါ်ဆုံးကဒါ root slug ကိုရောက်ပြီးသူကဒီ root slug ကအစမင်းရမကြအောင်ချွေပြားတွေတန့်နေအောင်ခင်းမိထားရပေါ့နော်အပေါ်မှာဆိုလို့ရှိရင် overhead တက်နေထားလို့ရတယ်ဒီဘက်ကိုညီမတို့တစ်ချက်လန်းကြည့်လိုက်မယ်ဆိုဒီအိမ်မှာတက်ထားတဲ့ solar ဆက်ချက်ကိုမြင်ရမှာပေါ့နော် solar ဆက်ချက်ချက်ပြီးထားတဲ့အတွက်ကြောင့်မို့လို့ customer ကလည်း solar တွေပါထပ်ပြီးအားဆိုင်ပြီးတော့ထပ်သုံးကြမလို့ဘူးပေါ့နော် ဟုတ်ကဲ့ညီမအခုတိုးလုပ်ပေးသွားတဲ့အိမ်လေးရဆိုရင်တိုက်နေတော့အိမ်နှလုံးထဲမှာမှတစ်လုံးကို house တိုးလုပ်ပေးသွားတာဖြစ်ပါတယ်။ဒီအိမ်လေးရဲ့ design ရယ် structure ရယ် quality ဘိုင်းကိုတော့လုံးဝလှည့်စည်စရာမလိုအောင်ပေးရတဲ့ဈေးနဲ့တက်အောင်ကိုအင်ရှင်ကဆောက်လုပ်ပေးထားတာဖြစ်ပါတယ်။ဒီအိမ်လေးရဲ့ဈေးနှုန်းကဆိုလို့ရှိရင်လည်းချက်သိန်း1000ပဲကျတဲ့မှာဖြစ်ပြီးတော့အိမ်လေးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေကိုဆက်သွယ်စုံစမ်းနေတယ်ဆိုပါကညီမတို့ရဲ့ new home reality Facebook Messenger ဒါမှမဟုတ် hotline နံပါတ်ဖြစ်တဲ့ခွန်ခွန်လေးခွန်ခွန်လေးရှင်းရှင်းချောက်ချောက်ကိုဆက်သွယ်စုံစမ်းလို့ရပါတယ်ရှင်။